ဝတ်ချံလို့ရပြောတာဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့သူပေးတဲ့ဒုက္ခတွေကမသေးဘူးနော်ဝတ်ချံကမျက်နှာပေါ်မှာအတိအကျထွက်တာဆိုပေမဲ့ခန္ဓာကိုယ်ရဲ့အစိုက်ပိုင်းတချို့တွေမှာလည်းထွက်နိုင်နေတယ်နော် အတိကမှာတော့မျက်နှာမထွက်တဲ့ဝက်ချံတွေကြောင့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးပျောက်ဆုံးနေပြီးလို့ရှိရင်ဝက်ချံတွေထွက်လျင်မိုက်ကလူးရတာတော့အဆင်မပြေနေဘူးเนาะအလှကြိုက်တဲ့လေဒီတွေတွက်ဆိုလို့ရှိရင်ရန်သူတော်ကြီးလို့လည်းပြောလို့ရတယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီရန်သူတော်ကြီးကိုဘလို့အမြင့်ပြည့်ချင်မုန်းနိုင်မလဲဆိုတာကိုဝီရီနဲ့တူတူသတိကြမယ်เนาะအားလုံးမင်္ဂလာပါเนาะဝီရီရဲ့ channel ကနေပြီးတော့ပြန်လိုက်ဆိုဆိုလိုက်ပါတယ်เนาะ ။အရင်ဦးဆုံးမနော်မျက်နှာပေါ်မှာရှိနေတဲ့အညစ်အကြေးတွေကိုအတွင်းပိုင်းတိတူတက်ဆင်ပေးနိုင်တဲ့ဒီမျက်နှာမသိခင်မှာအရင်ဆုံးကုန်းစလေးယူပြီးတော့ပေါ့နော်သူ့ကိုဒီမျက်နှာ တညစ်ကြီးလူပေါ့နော်တက်စင်ပေးနိုင်တယ်အဲ့ဒါမှတရင်ဝက်ချံတွေကတိတိတတ်တာတက်တာစေနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မျက်နှာကိုတက်စင်ပေးပေါ့နော်အရေးကြီးဆုံးတွေထဲကတစ်ချက်ပေါ့နော်ဝက်ချံရှိနေတဲ့တူတွေဆိုလို့ရှိရင်တခြားတူတွေထဲမျက်နှာသစ်ဆေးတွေကိုတည်တည်ချာချာရွေးချယ်ပေးဖို့လိုလိမ့်မယ်နော်အရင်လည်းမပြင်းသလိုပြီးလို့ရှိရင်ဟိုပါနာမညီညီမျက်နှာရှိနေတဲ့ဝက်မျက်နှာသစ်ဆေးတွေမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေဆုံးလို့လည်းပြောလို့ရမယ် အချင်းချင်းသိမြင်စရာမလိုဘူးเนาะဝက်ချန်ရှိတဲ့လူတွေကမျက်နှာကိုလည်းသွေးလက်ပတ်မှုကောင်းအောင်ညင်ညင်နဲ့ตาလေးနှိုက်ပေးပြီးတော့မနဲ့တစ်ကြိမ်ညမြင့်တစ်ကြိမ်ဆိုလို့ရှိရင်တော့လုံလောက်ပေါ့เนาะတချို့လူတွေဆိုလို့ရှိရင်ဝက်ချန်ရှိနေလို့ဆိုပြီးတော့တစ်နေ့၃နေ့ကြိမ်အထိမျက်နှာသိနေရမျိုးတွေအဲ့လိုမျိုးမဖြစ်စေချင်ဘူးเนาะ တစ်ခုမှဆိုလို့ရှိရင်တူနာကိုတုံးပေးရမှာပေါ့နော်တချို့လူတွေဆိုလို့ရှိရင်မျက်နှာသိပ်ပြီးတာနဲ့တူနာတုံးဖို့ကိုကြတော့အရင်ကမှပြင်းတယ်ပေါ့နော်မျက်နှာသိပ်ပြီးတိုင်းကြံ့နေတဲ့အသွင်းကြံ့တွေကဖိရှားဖို့ဆိုလို့ရှိရင်တူနာကိုအားကိုးရမှာပေါ့နော်ဒါမှအရေးပြားပေါ်ကအစီတွေပုံမှုတ်တွေဖိရှားပြီးပြရဖြစ်တယ်ပြီးလို့ရှိရင်အသားရည်ကိုလည်းအဆိုးဓာတ်ဖြစ်ပေးမှာပေါ့နော်အမဲဆက်တွေဖြစ်ပေါ်မှုကနေပြီးတော့ဆာဝတ်ချက်ဖြစ်ပေါ်မှုကိုတားဆီးပေးနိုင်မှာဖြစ်ပါတယ်နော်ဝန်းစားလေးနဲ့တူနာကိုဆုပ်ယူပြီးလို့ရှိရင် ်မျက်နှာအနှက်လေတင်းကိုပါတုံးပြီးပြလို့ရတယ်နော်။သာမတလေးမျက်နှာကအိုက်စားရေကနူးညက်ပြီးတော့ရေချောင်းတွေကိုလည်းတက်တာစီမှာဖြစ်ပါတယ်နော်။ အဲ့ဒါဆိုလို့ရှိရင်မိမှသိပြီးလို့ရှိရင်နောက်တဲ့အစိတ်ကြီးကြတော့မိမှပေါ်ကနေပြီးတော့ပေါ့နော်အစိတ်လေးတွေတိုင်းကိုကပြုတ်လောက်သွားပြီးဆိုလို့ရှိရင်ဝက်ချံအတွက်အခုထောက်ထောက်လောက်ထားတဲ့ခရစ်တွေရှိတယ်။အဲ့ဒါကိုလူးပေးပါဒါမှမဟုတ်လို့ရှိရင်ဆရာဝန်တွေနဲ့အရင်ပြတပြီးတော့အစိတ်ဆိုင်တွေမှာလည်းမေးဝဲပြီးတော့အသုံးပြုပေးလို့ရတာပေါ့နော်။အဲ့ဒါတွေပြီးဆိုလို့ရှိရင်မော်ထရေဆာကိုလူးပေးရမှာပေါ့နော်။အီမော်ထရေဆာကိုကြတော့အရင်ပြအတွက်ရေတက်ကိုဖြည့်ပေးတယ်။စိုတက်ကိုလည်းထိုင်ပေးတယ်ပေါ့နော်။ เนาะဒီအစီကိုကြတော့လုံးဝကြုံမသွားသိတဲ့စီပေါ့เนาะအသားရေ6တွေ့တာနဲ့အရေပြားတွေအဖက်ဖက်လန့်ပြီးတော့တတစီနိုင်တယ်တနေ့ကိုနှစ်ကြိမ်အစီမပါတဲ့မော်ထရိုက်ဆာကိုလိမ့်ပေးရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုမှဆိုလို့ရှိရင်နေလောင်ကခရင်ကိုယူပေးရမှာပေါ့เนาะသူတို့တွေကကြတော့နောက်တစ်စီကကြတော့ဝက်ချန်သမားတွေအတွက်အတိတ်ထောက်ထားတဲ့နေလောင်ခရင်ကိုလူပေးပါဒါမှနေအောင်ကြောင့်အသားရေထိခိုက်တာမျိုးတွေပျက်စီးတာမျိုးတွေထိထိတဲရောက်ရောက်ကာကွယ်ပေးနိုင်တာပေါ့เนาะမော်ထရိုက်ဆာ တွေမှာဆိုလို့ရှိရင် SPF ပါတက်ပေမဲ့အသားရည်ကိုထိခိုက်မှုအနည်းဆုံး fit arm ဆိုလို့ရှိရင်နေလောင်ခွင်ကိုထပ်လူပေးမှာဖြစ်ပါတယ်။ခရိုင်အောင်လုံးကြီးကဝက်ချက်အမာရုပ်တွေကိုပို့ပြီးဆိုးစေနိုင်တယ်နော်။ပြီးရင်မိတ်ကက်လည်းလူလို့ရပါပြီနော်။နောက်သတိထားရမှာကတပတ်ကိုအနည်းဆုံးတစ်ကြိမ်နှစ်မျက်နှာပေါ်ကဆလဲတွေကိုဖိတ်ရှားပေးဖို့လိုအပ်ပါတယ်နော်။နှာပေါ်မှာဆိုလို့ရှိရင်ညအဲ့ရမဝင်ချိန်မှာဆိုလို့ရှိရင်မိတ်ကက်တွေအစီတွေကိုဖိတ်ရှားပေးဖို့လိုရယ်နော်။ဒီနည်းတိုင်းအပုံပါတိုင်းဝက်ချက်တွေကြီး ပြီးတော့ကျဲမာတဲ့အသားရည်ကိုပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်တေချာလေးလှုပ်ပေးဖို့လိုတော့ပေါ့နော်အဲ့ဒီ structure မလို့ဝက်ချံတွေအရန်များနေတဲ့ပြူတွေတွက်ဆိုလို့ရှိရင်ပေါ့နော်ဒီဝက်ချံကြောင့်ဆိုင်ကြီးမခံဘဲနဲ့ဒီအစိတ်တိုင်းကိုဝိရိုကလှုပ်ပေးသွားမှဆိုလို့ရှိရင်လုံးဝကိုတတ်တာစေနိုင်မှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ဝီရီတို့ရဲ့ဒီ channel လေးကဘဟုတုတကိုအများနဲ့မျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ like and notify လေးလောက်သွားပေးဖို့ကိုမေးပါနဲ့နော်